တန်သုံးရာစစ်စက်လေးကုနဲ့ပြာသူလာသံစတရစကုတိုင်းတ်သာကြီလေကုမျုးနဲ့ဝေပသနာတိုရပုတာသာသနာရေးသာဖောင်းတောရရေးသာကွနဲ့ဆေရအထူတရာစကပွဲမှာထူတရာနေ့ဖြစ်ပါတ်တရားဟောတရားနာမပြုလို့မီရှေးဥစွာ ဘဂဝါကုံရှင်အရဟံကုံရှင်သမ္မာသမ္ဗုဒ္ဓကုံရှင်ဖြစ်တော်မူသောမြတ်စွာဘုရားရှင်အားနမောတတ္တသုံးချင်ရွဆို၍ဘုရားရှိခိုးပြောကြရအောင်နမောတတ္တဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တ နမောတတ္တပကဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တပကဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တသုံးခြင်းရွတ်ဆို၍ဘုရားရှိခိုးကြောပြည့်တဲ့အချိန်ကမှာ တရားဟောတရားနာစကြရအောင်အထုတရားသက္ကံဘွဲမှာအလုဘေတရားအဖြစ်ဖြင့်အာနာပါနသုတ်ဓမ္မတာရှိတဲ့အာနာပါနကမ္မထံပွားများအထုဘုံကိုဟောကြားနေပါရဲ့အာနာပါနကမ္မထံဆိုရကအသက်ရှူဖို့နေတဲ့ကိုဘုရားရှင်မဟာတတိပဒနာသုတ်ဓမ္မလည်းဟောကြားတာရဲ့မဟာရောက်လိုပါတာသုတ်ဓမ္မလည်းဟောကြားတာရဲ့ ကာယကတာသတိသုတ်တံမှာလည်းဟောကြားထားတယ်အာနာပါနာတန်ယုတ်အာနာပါနာသုတ်တံစားတဲ့ထိုလိုသုတ်တံဒီမှာအာထုပုံနိသနကိုဘုရားရှင်ဟောကြားပြသဆုဆုံးပါထတော်မူပါတယ်အာနာပါနာသုတ်တံမှာတော့သမထဘာဝနာဝိပဿနာဘာဝနာနှစ်မျိုးလုံးပြည့်စုံအောင်ဟောကြားထားတော်မူတယ်ဒီအာနာပါနာသမထံကိုဘာကြောင့်အာထုခံရသလဲတဲ့ ဒီကြည်မှုသမာဓိရရှိဖို့ရာအတွက်ကမ္မဋ္ဌာန်း၄၀ထဲမှာဆိုရင်အလွန်သက်လျော်တဲ့ကမ္မဋ္ဌာန်းတစ်ခုဖြစ်တဲ့ဘုရားအသရှိတော်သူတော်ကောင်းတို့လက်မလွတ်တမ်းပွားများအားထုတ်သွားကြတဲ့ကမ္မဋ္ဌာန်းတစ်ခုလည်းဖြစ်နေပါတယ်။နဘတ်တဲ့သမ္မာသမ္ဗုဒ္ဓဘုရားရှင်နဘတ်နဲ့ပိဋကဘုရားဘုရားရှင်နဘတ်သုံးဗုဒ္ဓဗုဒ္ဓအတိရတဲ့ဘုရားရှင်ရဲ့သားတော်သမီးတော်များ ဝါမြအာထုသွားကြတဲ့ကမ္မဋ္ဌာန်းတစ်ခုဖြစ်ပါတယ်။ဒီအာနာပါနကမ္မဋ္ဌာန်းကို အာထုဖို့ရန်လည်းတွေ့ကိုတဲ့သဘောလည်းရှိတယ်။ဘာကြောင့်လဲလူတိုင်းလူတိုင်းအသက်ရှူကြပါတယ်။ဒီထက်မှအသက်မရှူတဲ့ပုဂ္ဂိုလ်ပါရလားမပါဘူး။အာလုံးအသက်ရှူကြအသက်ရှူဖို့နိသနက်ကိုဘုရားရှင်ကပြည့်ပြည့်စုံစုံဟောကြားထားတော်မူပါတယ်။ဒီအာနာပါနကမ္မဋ္ဌာန်း အာထုဘုံနေစနေကိုဘုရားရှင်ဘုရားအစရှိသောသူတော်ကောင်းတို့လက်မလွတ်တမ်းပွားများအာထုသွားကြတဲ့ကမ္မဋ္ဌာန်းတစ်ခုလည်းဖြစ်နေပါတယ်။ဒီအနာဘာနာကမ္မဋ္ဌာန်းကဒီခြေတဲ့တမာတိရရှိတဲ့နေရာမှာတခြားကမ္မဋ္ဌာန်းနဲ့မတူညီတာကတဏှာတဲကတည်ငြိမ်မှုရရှိအောင်ပွားများအာထုရတဲ့ကမ္မဋ္ဌာန်းဖြစ်တဲ့အတွက် အနာပါနကမ္မတံဝန်သက်လေထွက်သက်လေတဏှာကလွှဲ၍တဏှာမှလိုက်ပြီးတော့ရှုရပြဲကမ္မတံမျိုးမဟုတ်ဘူးဝန်သက်လေထွက်သက်လေဆိုတာကတချို့ကပဇာကအသက်ရှူတယ် တချို့ကနှာခေါင်းကအသက်ရှူတယ်ပဇာကအသက်ရှူတဲ့အခါကကြာရင်တော့နှာခေါင်းနဲ့အသက်ရှူလို့မလုံလောက်တဲ့ပုဂ္ဂိုလ်များအတွက်သာ ဘဒကအသက်ရှူကြခြင်းပဲဖြစ်ပါれ။ညသောအပြင်တော့နှာခေါင်းကအသက်ရှူခြင်းပဲဖြစ်ကြပါれ။နှာခေါင်းကအသက်ရှူပြီဆိုလို့ရှိရင်နှာသီးပြားနဲ့အထက်နှုတ်ခမ်းပြားအသက်ရှူလိုက်တဲ့ကမ္မတကဝင်လေထုတ်လိုက်တဲ့ကမ္မတကထွက်လေလွန်လွယ်ကိုယ်ကိုယ်ပွားများအားထုတ်နိုင်တဲ့ကမ္မတန်တစ်ခုဖြစ်ပါれ။ဘာမှခက်ခက်ခဲခဲလည်းမရှိ ဘယ်ချင်းသာပဲဖြစ်ဖြစ်အာထုတ်ဖို့ရအခန့်သင်ဖြစ်နေတဲ့ကမ္မဋ္ဌာန်းလည်းဖြစ်တဲ့သွားတဲ့အခါလည်းအာထုတ်နိုင်တဲ့ရတဲ့အခါလည်းအာထုတ်နိုင်တဲ့ထိုင်တဲ့အခါအိတ်တဲ့အခါအရိယာဘုံ၄ပါးလုံးအချိန်တိုင်းပွားများအာထုတ်နိုင်တဲ့ကမ္မဋ္ဌာန်းတစ်ခုဖြစ်ပါတယ်ဘယ်ချင်းသာပဲဖြစ်ဖြစ်အသင်းစုသမျှကလပလုံးအမြဲတမ်းအာထုတ်နိုင်ပါれဘာလို့အပ်တယ်တဲ့ဒီအာနာပါနာကမ္မဋ္ဌာန်းကိုပွားများအာထုတ်တဲ့အခါမှာ တတိလိုအပ်ပါတယ်တတိဆိုတာဘာကိုပြောတာလဲတချို့ကနားမလဲကြတတိဆိုတာအမှတ်ရခြင်းကိုပြောပါတယ်ဘာကိုအမှတ်ရရမလဲဝန်လေအမှတ်ရရမယ်ထွက်လေအမှတ်ရရမယ်ဝန်လေထွက်လေကို အမှတ်ရနေရမယ်အဲ့ဒီလိုဝန်လေထွက်လေကိုအမှတ်ရနေတယ်ဆိုတာကတတိထားပြီးတော့အာထုတ်တဲ့ပုဂ္ဂိုလ်များအတွေ့ဖြစ်ပါတယ်တတိမထားဘူးအသက်တော်ရှူပါတယ် တတိမထာဘူးဆိုရင်ဒီဘဝလေးထွက်လေကိုအသက်ရှူမှန်းမသိကြဘူးအသက်ရှူမှန်းသိဖို့ရာအတွက်တတိထားဖို့လိုတယ်အမှတ်ရဖို့လိုတယ်ဝင်လေမှလည်းတတိရှိဖို့လိုတယ်ထွက်လေမှလည်းတတိရှိဖို့လိုတယ်တတိပဒံတရားကိုပွားများအားထုတ်နေတဲ့ယောဂီမှန်ရင်တတိရှိဖို့လိုတယ်အမှတ်ရတဲ့တတိအမြဲတမ်းရှိနေဖို့လိုတယ် သွားတဲ့ခါလဲတတိနဲ့ရတဲ့ခါလဲတတိနဲ့ထိုင်တဲ့ခါလဲတတိနဲ့အိတ်တဲ့ခါလဲတတိနဲ့ဒီတတိဆိုတာကအမြဲတမ်းရှိနေရမေ့နေတယ်အာနာပါနာကမ္မဋ္ဌာန်းအားထုတ်ဖို့ရမေ့နေတယ်ဘယ်လိုပုဂ္ဂိုလ်တွေမေ့တယ်လဲစကားပြောတဲ့ပုဂ္ဂိုလ်တွေမေ့ကိုကိုယ်တိုင်လည်းစကားပြောတယ်ကြားရတဲ့ပုဂ္ဂိုလ်လည်းမေ့တယ်ပြောတဲ့ပုဂ္ဂိုလ်လည်းမေ့တယ် နားထောင်တဲ့ပုဂ္ဂိုလ်လည်းမေ့တယ်။ကြားတဲ့ပုဂ္ဂိုလ်လည်းမေ့တယ်။အဲဒီတော့သကားတစ်ခုဖြစ်ပေါ်လာပြီဆိုရင်အနာပဝန်းကျင်မှာရှိတဲ့လူသုံးလေးမှရောက်အလုံးတမာတိပြတ်သွားတယ်။ဒါကြောင့်တရားအထုတ်တဲ့အခါမှာအကြီးအကျယ်အနှောက်အယှက်ပါတဲ့စကားပဲ။အဲဒီစကားကတတ်နိုင်သမျှမပြောဘဲနေတာအကောင်းဆုံး။ပြောလို့ပြောတောင်မှနှစ်ယောက်တည်းပြောတယ်ဆိုရင်နှစ်ယောက်တည်းကြားရင် လုံလောက်ပြီဒီမှာပုဂ္ဂိုလ်တွေမကြားတော့လဲကိစ္စမရှိဘူးဒါကြောင့်စကားပြောမှုကိုတတိရှိကြဖို့မလိုအပ်ဘူးလားလိုအပ်တယ်တရားအထုတ်တဲ့အခါမှာစကားနဲ့မှတရားမြဲမယ်စကားများရင်တရားကကုံသွားမယ်ရှိမှမဟုတ်တော့ဒါကြောင့်စကားကိုတတ်နိုင်သမျှနည်းပြီးတော့အထုတ်ဖို့လိုပါတယ်အဲ့ဒီလိုပွားများအထုတ်တဲ့အခါမှာ နာသေးပြားနဲ့အထက်နှုတ်ခမ်းပြားဒီနေရာမှာပဲအထုရတချို့ပုဂ္ဂိုလ်တွေကတခြားဌာနတွေမှာအထုခဲ့ဘုရားရှိတာဖြစ်တဲ့အတွက်ခန္ဓာကိုယ်ထဲမှာရှိတဲ့သဘောတဘာဝတွေကိုလိုက်ပြီးတော့ကြည်တတ်တယ်အာနာပါနကမ္မဋ္ဌာန်းကိုဖွားများအထုတဲ့အခါမှာတော့အဲ့ဒီလိုခန္ဓာကိုယ်ထဲမှာကြည်လိုက် နာသေးပြားဝင်လေထွက်လေကိုကြည်လိုက်ဒီလိုအမထုတ်ပါနဲ့ဘာဖြစ်တတ်တယ်လဲခန္ဓာကိုယ်ရဲ့လက်ရှိပြန်တော့ခန္ဓာကိုယ်ရဲ့ ထောက်ပြန်မှုတွေအမြဲတမ်းတွေ့မြင်တတ်ပါတယ်ခန္ဓာကိုယ်ရဲ့ထောက်ပြန်မှုကိုကြည့်ရမယ်အချင်းကားလည်းမဟုတ်သေးဘူးခန္ဓာကိုယ်ရဲ့မှာညောင်းတာကိတ္တထုံနာကျင်နာပူရာအေရာတွေလည်းလိုက်ပြီးတော့ရှုရမယ်အချင်းကားလည်းမဟုတ်သေးဘူးမိမိနာသေးပြန်တဲ့အထက်နှုတ်ကံပြထင်ရှားတဲ့တဏှာမှာသာဘာဝနာစိတ်ကို ထားပြီးဖွာမြအားထုတ်ဖို့ရန်ဘုရားရှင်ဟောကြားတော်မူပါတယ်အာနာပါနာကမ္မဋ္ဌာန်းဆိုတာက ဘာကြောင့်အာနာပါနကမ္မဋ္ဌာန်းကိုအားထုတ်ကြသလဲတဲ့အားထုတ်တဲ့အခါမှာခန္ဓာကိုယ်ရဲ့အထက်ပိုင်းလည်းကြားတယ်ရှေ့ပိုင်းမျက်နှာသာမှာလည်းကြားတယ်ဒါကြောင့်ဒီအာနာပါနကမ္မဋ္ဌာန်းကမြင့်မြတ်တဲ့သဘောလည်းရှိတယ်သူတော်ကောင်းတို့နှစ်သက်နှစ်ချိုက်တဲ့ကမ္မဋ္ဌာန်းလည်းဖြစ်နေပါတယ်ဒါကြောင့်အာနာပါနကမ္မဋ္ဌာန်းပွားများအားထုတ်ပုံကိုဘုရားရှင်ကဘယ်လိုအနေနဲ့ဖြည့်ပြီးဟောကြားထားသလဲ အဲဒီလိုနေတန်းကိုမဟောကြားပြီးရှေးဦးဆိုအာထုတ်ခြင်းအောင်ခြေမွန်ကံဖတ်ဆိုထားတယ်ဘယ်လိုဖတ်ဆိုထားသလဲအာနာပါနာတတိဘေကဝေဘာဝိတာဘောလိကတာမဟာဗလာဟောတိမာနိတန္တာဘေကဝေယံတော်မြတ်အိုချက်တတို့အာနာပါနာတတိအာနာပါနာတတိကမ္မတံကိုဘာဝိတာပွားများအကုန်သိရှိသောဘောလိကတာခြင်းပါများစွာအလေလာပြုလို့အကုန်သိရှိသော မဟာဗဏ္ဍများသောအကျိုးရှိသည်ဟောဒီဖြစ်မာနိတန်တများသောအာနိသင်ရှိသည်ဟောဒီဖြစ်၏တဲ့။ဇန်တို့အာနာပါနတတိကမ္မဋ္ဌာန်းကိုပွားများမဲ့ခြင်းပန်းများစွာအလေးအလာပြုလုပ်မဲ့ဆိုရင်အကျိုးလည်းများတယ်အာနိသင်လည်းရှိအကျိုးအာနိသင်များတဲ့အာနာပါနကမ္မဋ္ဌာန်းကိုပွားများရ။ဒီခြင်းတစ်ခါအထုယုံနဲ့မပြည့်စုံသေးဘူးဆိုရင်ဘာဝိတ္တဘုဟုလိကတ္တ ဖွားများပါကျင်းဖားများစွာ အလေးလာပြုတ်လောက်ပါအဲ့ဒီလိုအကျင်းများစွာဖွားများအားထုတ်မယ်ဆိုရင်မတည်ငြိမ်တဲ့စိတ်တည်တည်ငြိမ်လာမယ်မရသေးတဲ့တမာဓိတွေရရှိလာမယ်အာနာပါနကမ္မထာနဲ့စံတယံတို့ထူးခြားမှုတွေရရှိမှာဖြစ်ပါတယ်ဒါကြောင့်ဘုရားရှင်ကလည်းဘာဝိတံဘုဟုလိကတာဖွားများပါကျင်းဖားများစွာအလေးလာပြုတ်လောက်ပါတဲ့ ဒီလိုချင်းမောကံဖတ်ဆိုထားပါရဲ့အဲဒီလိုချင်းမောကံဖတ်ဆိုပြည့်တဲ့အချိန်ကမှာအာနာပါနကမ္မတံဘွားများအာတုဖို့ယံအာနာပါနတတိဘေကဝေ ပါဝိတာဘောလိကတံသတ္တရောတတိပဋ္ဌာနေပရိပုရတိတဲ့ဘေကဝေယံတော်များအိုချက်သားတို့အာနာပါနတတိအာနာပါနတတိကမ္မတံကိုဘာဝိတာဘွားများ အကုန်သိရှိသောဘောလိကတံ ကျင်းပများစွာအလေလာပြုလုံအကုန်သိရှိသောသတ္တရောလေးပါးကံသောတတိပဋ္ဌာနေတတိပဋ္ဌံတရားတို့ကိုပရိပူရံတိပြည့်ပြည့်စုံစေနိုင်ကုန်၏တဲ့အာနာပါနကမ္မထံကိုဖွာများမယ်ကျင်းပများစွာအလေလာပြုလုံမယ်ဆိုရင်တတိပဋ္ဌံတရားလေးပါးနဲ့ပြည့်စုံစေနိုင်နေကာယဝေဒနာစိတ်ဓာတ်ဓမ္မအပြည့်ရတဲ့တတိပဋ္ဌံတရားလေးပါး ကာယ ानु ပဒနာတတိပဒံဝရဏ ानु ပဒနာတတိပဒံစိတ်တ ानु ပဒနာတတိပဒံဓမ္မ ानु ပဒနာတတိပဒံလို့ခေါ်ဆိုရတဲ့ဒီတတိပဒံတရား၄ပါးပြည့်စုံလာမယ်။အာနာပါနကမ္မထံကိုပွားများအားထုတ်ခြင်းအဖြစ်တတိပဒံတရား၄ပါးနောက်ပိုင်းကျဆက်ပြီးဟောပြမှာဖြစ်ပါတယ်။ဒါကြောင့်တတိပဒံတရား၄ပါးနဲ့လည်းပြည့်စုံစေနိုင်တဲ့ အာနာပါနရဲ့အကျိုးကျေးဇူးကများစွာရှိပါတယ်။ဒါကြောင့်အာနာပါနခြင်းမကံဖတ်ဆိုပြီးတဲ့အချိန်ကမှအာထုဘုံဒီစနဲ့ကိုဘုရားရှင်ကဘယ်လိုနေတဲ့ခြေပြောကြားထားသလဲ။ဣဒ္ဓဘေကဝေဘေကုအရညာကတောဝရုခမူလကတောဝသုညာကာရကတောဝနိတတတိပါဏင်္ဂအဘုသေတဝဥသောကာယပဏိတာယပရိမုခံတတေဥပဒပတဝဘေကဝေယံတော်မြတ်အောချက်တံတို့ ဣဒ္ဓဤသန္နာရမယတ္တ၌အာရိညာကတဝါတယတုသွားရွေးသလက ရောဂမူလကတဝါသဗ္ဗညံတုသွားရွေးသလကံသုံးညာကရကတဝါဆိညာယတုသွားရွေးသလကံဗန္နေမအမှုသိတဝါဓမ္မလင်ခွေပြည့်လျင်ဥဆုံးကာယအထပိုင်းကိုဘောဖြာမသပဏိဒါယဓာ၍ပရိမုကံဝန်သက်လေထွက်သက်လေဟောသောကမ္မဋ္ဌာအာယုန်တို့ တတ္တတ္တိကိုဥပတပတ္တဝါရှိရှိဖြစ်စေလျက်နေတဲ့တတ္တိဌာနေလေ၏တဲ့အာနာပါနာကမ္မတံပွားများအာထုတ်ဖို့ရန်ဘုရားရှင်ကနေတန်းခြေပြီးဟောကြားတာရဲ့နေတန်းခြေပြီးဟောကြားတဲ့အခါမှာတော့ရှိဥစွာနေရရှာရမယ်အာရညဘတော်တော်မှာပဲဖြစ်စီရုက္ခမူလကတော်သဗ္ဗညေမှာပဲဖြစ်စီတုံညာကာရကတော်ဆင့်ငိမ့်တဲ့နေရာမှာပဲဖြစ်စီ ီလိုသုံးတရားတနည်းအားကိုရရှိအောင်ရှားပါအဲ့ဒီမှာအာရဉ္ဇဘတော်တောရရုခမူလဘတော်သက်ပင်ရင်သုံးညာဘာရစိတ်ညင်တဲ့နေရာတဲ့အဲ့ဒီနေရာသုံးတရားလုံးကိုကြည့်မယ်ဆိုရင်ဘုရားရှင်ကတိတ်ဆိတ်တဲ့နေရာတွေအဓိကကြတယ်တိတ်ဆိတ်တဲ့နေရာဆိုတာက တခြားအတန်တွေမကြားရတဲ့နေရာကျက်တွန်းတန်တွေခွေးခေါင်းတန်တွေလူတန်တွေအဲဒီလိုအတန်တွေနွားတန်တွေစိတ်တန်တွေအဲဒီလိုအတန်မျိုးတွေနေပါတဲ့နေရာတိတ်ဆိတ်တဲ့နေရာကိုဘုရားရှင်ညွှန်ကြားတော်မူတယ်။ဒါကြောင့်တရားအထုတ်တဲ့အခါမှာတူနဲ့တူစောင့်ရှောက်သောအဖြစ်တိတ်ဆိတ်မှုကိုတန်ဖိုးထားကြဖို့မလိုအပ်ဘူးလား။ လိုအပ်တယ်တရားအထုတ်တဲ့အခါမှာတိတ်ဆိတ်မှုကို အလွန်မတန်တန်ဖိုးရှိဖို့လိုပါတယ်တရားအထုတ်တဲ့ပုဂ္ဂိုလ်ကအဲ့လိုတိတ်ဆိတ်မှုရရှိပြီဆိုတဲ့အချိန်အခါမှာနာပန်းတဲ့ထိုင်ပုံဤသနဲ့ကိုဖျားရှင်ဟောကြတယ်ဘန္တေဘာအဘုဇေတဝါတမလင်ခွေထိုင်ပါတဲ့ဥဆုံးကာယအထက်ပိုင်းခန္ဓာကိုဖြောင်းဖြောင်းထိုင်ပါအာနာပါနကမ္မဋ္ဌာန်းကိုပွားများအားထုတ်တဲ့ယောဂီပုဂ္ဂိုလ်သည် အထက်ပိုင်းခန္ဓာကိုဖြောင်းပြောင်းထန့်ခြင်းအဖြစ်ဝန်သက်လေထွက်သက်လေကဖြောင်းတန်းနေတာဖြစ်တဲ့အတွက်တင်းငိမ့်တဲ့တမာတိလည်းခမ်းမြမ်းများရသေးနိုင်တယ်။ဒီကြည့်တဲ့တမာတိခမ်းမြမ်းများရရှိဖို့ရန်ဘုရားရှင်ကအာနာပါနသုတ်တံစတဲ့ထောထောသုတ်တံဒီမှာ ဥဆုံးကာယံအထက်ပိုင်းခန္ဓာကိုဖြောင်းပြောင်းထန့်ပါလို့ဘုရားရှင်အထူးဝိသေသမှပြီးတော့ဟောကြားထားတော်မူပါတယ်။ ဒီအာနာပါနာကမ္မထံကိုပွားများအထုတ်တဲ့ပုဂ္ဂိုလ်ကပို့ပြီးတော့ဖြောင်းဖြောင်းထိုင်ဖို့လိုတယ်။တချို့တချို့တရားအထုတ်တဲ့ပုဂ္ဂိုလ်တွေကြည်စံအချင်းကြားလာပြီဆိုရင်ခန္ဓာကိုယ်ကရှေ့ကိုကိုင်းလာတယ်။တချို့ပုဂ္ဂိုလ်ကြတော့ခန္ဓာကိုယ်ကတော့မတ်ပါတယ်။ခေါင်းကဖေးကိုစောင်းနေတယ်။တချို့ကရှေ့ကိုငိုင်းနေတယ်။အဲ့ဒီလိုလဲဖြစ်တတ်တယ်။တရားအထုတ်တဲ့ပုဂ္ဂိုလ်ဆိုတာက ခန္ဓာကိုဖြောင်းပြောင်းလေးနေဖို့လိုတယ်။ဖြောင်းပြောင်းလေးထိုင်ပြီးတော့နေမယ်ဆိုရင်ဘေးကနေကြည့်လိုက်တဲ့တပြိုင်တည်းဒီပုဂ္ဂိုလ်ဒီတတိအာကောင်းစွာဖြင့်တရားကြိုးစားပြီးအာထုံနေပြီ ဆိုတာကိုဘေးကနေလည်းသိနိုင်ပါတယ်။အာနာပါနာကမ္မဋ္ဌာန်ထိုင်ပေါ်နေစနစ်ကိုယ်တော်ဘုရားရှင်ဟောကြားပြီးသွားခြင်း၊ရခြင်း၊အိတ်ခြင်းဘာကြောင့်မဟောကြားသလဲ။သွားခြင်း၊ရခြင်းဆိုတာကဝိရိယလွန်တဲ့ ဝရိယတန္တဥဒ္ဒသစိတ်စီပြန့်လွင့်နေအေချင်းအရိယဘုဘောရဘာကြောင့်မကြံကြသလဲအေချင်းအရိယဘုကြတော့ကောသဇာပြင်းလာမယ်မကြခင်ဌိနမိတ်တံကပြေမှုတွေဖြစ်ပြီးအိပ်ပျော်သွားမယ်ဒါကြောင့်သွားချင်းရချင်းအေချင်းဆိုတဲ့အရိယဘု၃ပါးဒီနေရာမှာမဟုတ်ကြဘဲနဲ့စပြီးအာထုကာသယောဂီပုဂ္ဂိုလ်အတွက်ထိုင်တဲ့အရိယဘုသည်မြတ်တနေတာဖြစ်တဲ့အတွက် ထိုင်ပြီးတော့ဘွားများအတော်ဖို့ရန်ဖန်လင်ကအဘုဒ္ဓတဝါတမလန်ကိုထိုင်မှာဥဇုံကာယအထက်ပိုင်းခန္ဓာကိုဖြောင်းဖြောင်းထိုင်မှာတရားအထုတ်တဲ့အခါမှာအထူးအဖြစ်အာနာပါနာကမ္မတံဘွားများအထုတ်တဲ့အခါမှာအထက်ပိုင်းခန္ဓာကိုဖြောင်းဖြောင်းထိုင်ဖို့လိုတယ်ငြင်းငြင်းသက်သက်ထိုင်ဖို့လိုတယ်လက်ကလည်းလှုပ်နေတယ်ခန္ဓာကိုယ်ကလည်းငြင်းငြင်းမနေဘူးဒီဘုဂ်ကို အာနာပါနာကမ္မဋ္ဌာန်းကလက်လွတ်သွားပြီအာနာပါနာကမ္မဋ္ဌာန်းပွားများအထောက်နေတဲ့အချိန်ကမှခန္ဓာကိုယ်လည်းငြိမ်သက်ဖို့လိုတယ်မိမိဥက္ကောင်းကလည်းဖြောင့်မတ်စွာ ထိုင်ဖို့လိုတယ်ဒါကြောင့်ဥဆုံးကာယအထက်ပိုင်းခန္ဓာကိုဖြောင့်မတ်ထိုင်ပါလို့ဘုရားရှင်က အထူးဝိသေသမှာပြီးတော့ဟောကြားထားတော်မူပါတယ်အထက်ပိုင်းခန္ဓာကိုဖြောင့်မတ်တန်ပြတဲ့အချိန်ကမှနဘ၃ရှိဖို့နေတဲ့နဲ့မှာပြိမုခံ ဝန်သက်လေထွက်သက်လေဟောသောကမ္မဋ္ဌာအာယုံတို့တတိကိုဖြစ်စေပါဝန်လေထွက်လေမှာတတိထားပြီးအသက်ရှူပါတတိမရှိဘဲနဲ့အသက်မရှူပါနဲ့တတိထားပြီးတော့အသက်ရှူဖို့ရန်ဘုရားရှင်ဟောကြားခြင်းဖြစ်တယ်သောတတဝအတ္တတတိတတဝပတ္တတတိသောတောယောဂီပုဂ္ဂိုလ်သည်တတဝတတိရှိလျက်သာလည်းအတ္တတတိဝန်လေကိုဖြစ်စေ၏တတဝတတိရှိလျက်သာလည်းပတ္တတတိထွက်လေကိုဖြစ်စေ၏ သတိရှိပြီဝန္ဒီကိုဖြစ်သေးပါသတိရှိပြီထွက်လေကိုဖြစ်သေးပါသတိထားပြီအသက်ရှူပါသတိမရှိဘဲနဲ့အသက်မရှူပါနဲ့သတိထားပြီတော့အသက်ရှူဖို့ရဘုရားရှင်ဟောကြားခြင်းဖြစ်တယ်ဘယ်နေရာမှာသတိထားရမလဲမေးတရားရှိဘုရားဘုရားကံတိပဏ္ဍသတိတပိတဝဘာဝန္တတိဝဘာဝနာသံဝတ္တိတိယာတိယာဌာနနဲ့သတိကိုထားရင်ဘာဝနာနဲ့ပြည့်စုံစေနိုင်ပါ रे အသက်ရှူကြည့်ပါ တချို့ပုဂ္ဂိုလ်သည်နာသီပြမှာထိဖို့တင်ရှားတာရှိတယ်တချို့ပုဂ္ဂိုလ်ကြတော့အထက်နှုတ်ခမ်းပြမှာထိဖို့တင်ရှားတာရှိတယ်နာသီပြနဲ့အထက်နှုတ်ခမ်းပြထိဖို့တင်ရှားတဲ့တရားမှာတတိကပိရှုမဘောများအထုတ်မယ်ဆိုရင်အာနာပါနကမ္မတာလုံမရသည်ပြည့်စုံစေနိုင်တဲ့သဘောရှိတယ်ဒါကြောင့်အာနာပါနကမ္မတာဘောများအထုတ်ဖို့ဒီစနစ်ကိုလက်တွေ့အဖြစ်ဘာဝနာကုသိုလ်လည်းပါရှိအောင်တရားနဲ့ထက်ကြည့်ကြမယ် တရားထိုင်တဲ့ပုံစံထင်ကြည့်ကြရအောင်ကြားရှိထိုင်နိုင်မဲ့အရိယာပုံနဲ့ထိုင်နိုင်ပါတယ်အထက်ပိုင်းခန္ဓာကို ဖြောင်းဖြောင်းထိုင်ခေါင်းကိုတည့်တည့်မမတာဖယ်လက်ပေါ်ပေါ်ညာလက်ကိုတင်မယ်ညာဘက်လက်ကိုအပေါ်မှာထားမျက်စိကိုမိတ်ပါးစပ်ကိုဖိတ်အသက်ရှူတဲ့လေကိုပဲကြည့်မယ်နာသေးပြားကိုစိတ်ကစိတ်ကိုခအေးအေးပဲတဝန်လေးကနေစပြီးရှုမယ် ဝန်လေထွက်လေဝန်လေထွက်လေအသင်းစုတဲ့လေကိုပဲကြည့်ထင်ရှားတဲ့တဏှာမှာပဲစောင့်ကြည့်နာသေးပြားမှာထင်ရှားနာသေးပြားမှာရှုမယ်အထက်နှုတ်ခမ်းပြားမှာထင်ရှားအထက်နှုတ်ခမ်းပြားမှာရှုမယ်ထိထိသွားတာလေလို့အာယုံထားပြီးစောင့်ကြည့်လေကအတွင်းဝင်သွားလို့လေအတွင်းလည်းလိုက်မကျင်းနဲ့ အပြင်ထွက်သွားလို့လည်းပြန်လည်လိုက်မခြင်းနဲ့မတင်ရှားလို့တင်ရှားအောင်ဆိုပြီးပြင်းပြင်းကြီးလည်းမရှူနဲ့အသိဉာဏ်လေးကိုအောင့်လဲမတာနဲ့ဘုရားမှန်မဲရှူမယ်။ဝန်လေးမှလည်းတတိရှိပါသေးထွက်လေးမှလည်းတတိရှိပါသေး။ဝန်လေးထွက်လေးမှလေနဲ့စိတ်နဲ့ငြိမ့်နေအောင်ရှူထားမယ်။ စိတ်ကိုပြင်မသွားသေးနဲ့ဝင်လေမှလည်းတတိရှိပါသေးထွက်လေမှလည်းတတိရှိပါသေးဝင်လေထွက်လေမှလေနဲ့စိတ်နဲ့ငြိမ်းနေအောင်ရှုထားမယ်အနာဘာနာကမ္မတံဘောမြအထုတ်တဲ့ကမ္မနာတိပြနဲ့အထက်နှုတ်ကံပြကလွယ်၍ဖြစ်နေရမှလိုက်ပြီးတော့မရှုပါနဲ့အနာဘာနာကမ္မတံသည်တဏှာကတဏှာကိုပြောင်းပြီးအထုတ်ရတဲ့ကမ္မတံမဟုတ်ပါဘူး တနေရာတဲမှာဆုဆက်ပြီးရှုမှတ်ပွားများအားထုတ်ရတဲ့ကမ္မထံတစ်ခုဖြစ်တဲ့အဲအချင်းကပဲဖြစ်ဖြစ်ဒီအာနာပါနကမ္မထံကပွားများအားထုတ်နိုင်ပါတယ်ဘာကြောင့်လဲရောက်တဲ့နေရာတိုင်းမှာအသက်ရှုကြတာဖြစ်တဲ့အတွက်ရောက်တဲ့နေရာတိုင်းမှာအားထုတ်ဖို့ရအခန့်အတန့်ဖြစ်နေပါတယ်ဒီအာနာပါနကမ္မထံကိုအမြဲတမ်းပွားများအားထုတ်ဖို့လိုတယ်သွားတဲ့ကားလည်းရှုနိုင်တယ်ရတဲ့ကားလည်းရှုနိုင်တယ်ထိုင်တဲ့ကားလည်းရှုနိုင်တယ်အိပ်တဲ့ကားလည်းရှုနိုင်တယ် သောညတဲ့အရိယာဘုလေးပါလုံးအချိန်တိုင်းမှာရှုမှတ်ပွားများအားထုတ်နိုင်တဲ့ကမ္မဋ္ဌာန်းတစ်ခုဖြစ်တယ်။ဒီအနာဘနာကမ္မဋ္ဌာန်းကိုရိုးရိုးသေးသေးလေးလေးဆားဆားအားထုတ်ဖို့လိုပါတယ်။မယိုးမသိမလေးမသာအားထုတ်ခြင်းတော့ဒီအနာဘနာကမ္မဋ္ဌာန်းကတည်ငြိမ်မှုဆိုတာဘယ်လိုမှမရနိုင်ပါဘူး။ရိုးသေးလေးသားစွာပွားများအားထုတ်မယ်ဆိုရင်ဝန်သက်လေးထွက်သက်လေးကရှုပါများလာရင်တဖြည်းဖြည်းနဲ့လေကသိမ်မွေ့လာမယ်။ ။ဘာကြောင့်သင်မွေးရသလဲတဲ့။အာထုတ်တဲ့ပုဂ္ဂိုလ်ရဲ့စိတ်အစဉ်ကဒီငြိမ်တဲ့သမာဓိရရှိလာပြီဆိုရင်ဒီဒီတစ်ပြေးပြေးသင်မွေးလာမယ်လူညာလာမယ်။နောက်ဆုံးချုပ်ငြိမ်တဲ့အစဉ်တရားရောက်ရှိသွားမှာဖြစ်ပါတယ်။ဒီအနာဘာနာကမ္မတံကအဲ့ဒီလိုသင်မွေးသွားတာဖြစ်တဲ့အတွက်တချို့ပုဂ္ဂိုလ်တွေကမတင်ရှားလို့တင်ရှားအောင်ဆိုပြီးပြင်းပြင်းကြီးလဲရှုတတ်တယ်။ဘာကြောင့်ပြင်းပြင်းကြီးရှုရသလဲ။ အသက်ဆူလေကဝန်လေထွက်လေလဲပြောင်းနေပြီရှုတဲ့စိတ်ကလည်းရှိတယ်ရှုတဲ့စိတ်တော့ရှိတယ်ဝန်လေထွက်လေပြောင်းနေတယ်တချို့ကဒီလိုပြောတတ်ဝန်လေထွက်လေကတကယ်တမ်းတော့ပြောင်းတာမဟုတ်ပါဘူးတတိအားနေတဲ့အခါမှာဝန်လေထွက်လေကမထင်မရှားဖြစ်ပြီးတော့နေခြင်းကို ပြောင်းတယ်လို့ဒီလိုထင်တတ်ပါတယ်အဲ့ဒီလိုတော့ထင်ပြီးတော့ ပြင်းပြင်းကြီးတော့သွားပြီးတော့အာမထုတ်လိုက်ပါနဲ့ပြင်းပြင်းကြီးအာထုတ်လိုက်ရင်အာနာပါနကမ္မထံစိက္ကံချက်တည်ပြည့်စည်သွားပြီအာနာပါနကမ္မထံကခါတိုင်းအသက်ရှင်နေကြပုံစံမှန်အတိုင်းပဲအာထုတ်ပါအသက်ရှင်နေကြပုံစံမှန်အတိုင်းပဲအာထုတ်ရာကနေတဖြည်းဖြည်းသိမ်းွေလာမယ်နှုံညာလာမယ်နောက်ဆုံးချုပ်ငိမ့်တဲ့အဆင့်တရာရောက်ရှိသွားမယ်ဒါကြောင့်ဒီအာနာပါနကမ္မထံသည် စည်းကမ်းချက်ကိုလိုက်နာကျင့်သုံးမယ်ဆိုရင်တည်ကြည်တဲ့တမာတိခမ်းမြန်မြန်ရစေနိုင်ပါれဒီအနာဘာနာကမ္မဋ္ဌာန်းကအကျိုးများစွာလည်းရစေနိုင်တယ်ပထမသံတမာတိလည်းရစေနိုင်တယ်ဒုတိယသံတမာတိလည်းရစေနိုင်တယ်တတိယသံတမာတိလည်းရစေနိုင်တယ်သတုဒ္ဒသံတမာတိလည်းရစေနိုင်တယ်ဒီအနာဘာနာကမ္မဋ္ဌာန်းကသတုဒ္ဒသံတမာတိတိုင်အောင်ရရှိပြည့်တဲ့အချိန်ခါမှာ ဝိပဿနာဘင်းကိုဆက်လက်ပွားများအားထုတ်နိုင်မယ်ဆိုရင်ဝိဇ္ဇာဝိမု ക്തി လို့ခေါ်ဆိုရတဲ့မဉ္ဇဏ်၄ပါးဖွဉ္ဇဏ်၄ပါးတန်အောင်ရစေနိုင်ရောက်စေနိုင်ပါれဒီအနာဘာနာကမ္မဋ္ဌာန်းစီအကျိုးလဲများတယ်အာနိသင်လဲရှိတယ်ဘာကြောင့်လဲတရားဘာဝနာတဲ့ပြည့်စုံတာမဟုတ်ဘူးဈာမရေးပါပြည့်စုံစေနိုင်တဲ့ကမ္မဋ္ဌာန်းတစ်ခုဖြစ်တယ်အထက်ပိုင်းခန္ဓာကိုဖြောင်းဖြောင်းတိုင်းပါလို့ရှေးကပြောခဲ့တယ် အတ္တပိုင်းခန္ဓာကိုဖြောင်းဖြောင်းထန်ခြင်းသည်ကျမ်းမာရေးအတွက်လည်းအလမတန်ကောင်းမွန်တဲ့ကမ္မဋ္ဌာန်းတစ်ခုဖြစ်ပါတယ်အတ္တပိုင်းခန္ဓာကိုဖြောင်းဖြောင်းထန်ခြင်းသည် အသင်းစုလေလံကြောင်ဖြောင်းတန်းနေတာဖြစ်တဲ့အတွက်ကျမ်းမာရေးလည်းကောင်းတယ်ကျမ်းမာရေးကောင်းတယ်လို့ဒီကြည်တဲ့သမာဓိလည်းရသည်နိုင်တယ်ဒါကြောင့်ဒီအာနာပါနကမ္မဋ္ဌာန်းစီများစွာသောအကျိုးကို ရသေနိုင်တဲ့စွမ်းအားရှိတဲ့ကမ္မဋ္ဌာန်းတစ်ခုဖြစ်တယ်။ဒါကြောင့်ဒီအာနာပါနာကမ္မဋ္ဌာန်းကို အောင်မြင်အောင် နေ့တည်နေ့တိုင်းကျင့်ကြံကြိုးကိုဝါမျှအားထုတ်ပါ။အာနာပါနာကမ္မဋ္ဌာန်းသည်အကျိုးကြီးမားတဲ့ကမ္မဋ္ဌာန်းဖြစ်တယ်လို့ကမ္မဋ္ဌာန်းကိုဂုံတင်ပြီးတော့ရရှိအောင်ဝါမျှအားထုတ်ကြပါအားထုတ်နိုင်ကြပါစေလို့ဆန္ဒပြုရင်းတရားသိညာသော သာယတာဘိကဝေမာပမတတ္တမဘေတဝိပတိတာရိနောဟောတာယံအမကန္တုသာသနိဘိကဝေဩချက်သာချက်သမိတုသာယတာရှုကြကုံလောမကြကုံလောသမထဘာဝနာဝိပဿနာဘာဝနာ အလုတ်ကိုပွားများအားထုတ်ကြကုံလော မာပမတတ္ထမိမိလျော်လျော်ပေါ်ပေါ်ဆသမနေလိုက်ကြပါကုန်လင်ပေသံဩသောခန္ဓာသောအခါ သေယံကြောင့်သောသို့လည်းလျောင်သောအခါအကြမှာဝိပတိသာရဏနှလုံးမတမယာခြင်းတို့သည်မဟောတာမဖြစ်ကြပါကုန်လင်အယံဤဆိုအပ်ခဲ့ဖြစ်သည်ကဟောသင်ချက်သားချက်သမီးတို့အတွေ့အမကံဖျားရှင်တို့သည် အနုသာသနေဖမ္မာထထဆုံးမတော်မူအပ်ခဲ့ပါပြီတတိ